မင်္ဂလာပါနေကောင်းကျန်းမာကြရလားခမညာမီဇီမာရဲ့ဧပြီလ18ရက်ဓမီဇီမာပရိုင်တိုင်းမီဇီမာသတင်းအစီအစဉ်ကနေကြိုဆိုပါရစေဒီအစီအစဉ်ကိုကျွန်တော်နောင်နောင်ကတာဝန်ယူတင်ဆက်ပေးသွားမှာပါဒီနေ့ကြီးကျူးကြရမယ့်သတင်းတွေကတော့အကူအညီပေးရတဲ့အတွက်အပြစ်ရဲ့ထက်တိုးဖို့အာနာသိစကောင်စီနဲ့ NUG တို့သဘောတူလိုက်တယ်တော့သိရပါတယ်အထွေထွေထိုးစစ်ကြီးတရက်ဆင်နွှဲဖို့ပြင်ဆင်နေတယ်လို့ UNG ကာကွယ်ရေးဝန်ကြီးကပြောကြားလိုက်ပါတယ် လာရှို့ကိုစစ်ကောင်စီတပ်တွေစတင်ဝင်ရောက်နေပြီလို့သိရပါတယ်။အပြစ်ရဲ့ကြေညာထားပေမဲ့မြေပြင်မှာတော့အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကဆက်ရှိနေပါတယ်။သဘောတူညီချက်ရဖို့အီရန်နဲ့အမေရိကန်မှာအချိန်နည်းလာတယ်လို့ကုလနယူကလီးယားအေဂျင်စီကအကြီးအကဲကပြောကြားလိုက်တဲ့သတင်းတွေအပါအဝင်ဒီနေ့အတွက်နောက်ဆုံးရရွှေစင်းနဲ့ငွေစင်းအကြောင်းတွေကိုလည်းတင်ဆက်ပေးသွားဖို့ရှိနေပါတယ်ခင်ဗျာ။ ထမဆုံးသတင်းတပုတ်အနေနဲ့ပဋိပက္ခဒဏ်သင့်မြန်မာနိုင်ငံမှာအားပြည့်ငလျင်ကြီးလှုပ်ခတ်ပြီးနောက်အကူအညီပေးရဲကျိုးပန်းမှုကိုပံ့ပိုးထောက်ကူဖို့အပြစ်ရဲဆဲမှုကိုတတ်တန်းတိုးချဲ့သွားမယ်လို့စစ်ကောင်စီနဲ့အဓိကတိုက်အခန်းအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ UNG တို့ကပြောကြားခဲ့တယ်လို့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကဧပြီလ18ရက်ဒီကနေ့မှာပြောပါတယ်အာဆီယံဥက္ကဋ္ဌလည်းဖြစ်တဲ့မလေးရှားဝန်ကြီးချုပ်အီဘရာဟင်ကရှာရှာပါပါ ကန်လင်းထောက်ကူတဲ့ကျိုးပန်းမှုတစ်ခုအဖြစ်ဧပြီလ18ရက်နေ့နောက်ပိုင်းမှာ မြန်မာအာဏာသိမ်းစစ်ကောင်စီစစ်ကောင်ဆောင်နဲ့အတိုက်အခံအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်ကြီးချုပ်တို့နဲ့တိချတွေ့ဆုံတဲ့ဆွေးနွေးမှုတွေရဲ့ရလဒ်ကိုထုတ်ဖော်ပြောကြားလိုက်တာဖြစ်ပါတယ်။အပြည့်အခက်ရည်စဲမှုတစ်ခုရှိပါလိမ့်မယ်။မလိုလားအပ်တဲ့ရန်စားမှုတွေရှိမှာမဟုတ်ပါဘူး။ဒါကြောင့်လဲဆိုတော့အဲ့ဒီလိုမှမဟုတ်ရင်လူသားချင်းစာနာမှုအကူအညီလုပ်ငန်းတစ်ခုလုံးမအောင်မမြင်ဖြစ်သွားပါလိမ့်မယ်လို့အန်ဝါကထိုင်းနိုင်ငံရဲ့မြို့တော်ဘန်ကောက်မှာသတင်းထောက်တွေကိုပြောပါတယ်။အာဏာသိမ်းစစ်ကောင်စီဝင်ကြီးချုပ်နဲ့ရော UNG နဲ့ရော ကျွန်တော်ရဲ့ကနဦးအပြန်အလှန်ဆွေးနွေးမှုကတကယ်ကိုအောင်မြင်ခဲ့ပါတယ်လို့အန်ဝါကပြောပါတယ်။2021ခုနှစ်ကရွေးကောက်ခံရတအစိုးရတရက်ကိုအာနာသိန်းစစ်တပ်ကဖြုတ်ချပြီးအာနာသိန်းပြည်ကလေးကပြည်တွင်းစစ်ဒဏ်ခံနေရတဲ့မြန်မာနိုင်ငံမှာလူပေါင်း3600ကျော်သေဆုံးစေခဲ့တဲ့မက်လာ28ရက်ငလျင်ကြီးလှုပ်ခဲ့ပြီးနောက်အတိုက်အခံအမျိုးသားညီညွတ်ရေးအစိုးရ UNG က အပြစ်ရက်စဲမှုကျင်ညာခဲ့ပြီးအဲ့ဒီနောက်ဧပြီလ2ရက်နေ့မှာလည်းစစ်ကောင်စီကရက်20ကြာအပြစ်ခက်ရက်စဲကြောင်းကျင်ညာခဲ့ပါတယ်ဒါပေမဲ့စစ်ကောင်စီဟာနေမြေဒေသတချို့မှာစစ်ရဲတိုက်ခိုက်မှုတွေဆက်လုပ်နေခဲ့တယ်လို့ကုလသမဂ္ဂနဲ့တခြားအဖွဲ့အစည်းတွေကပြောပါတယ်ကျွန်တော်တို့ရဲ့အဓိကဦးစားပေးကလူသားချင်းစာနာမှုကျိုးပန်းမှုတွေပါ သူတို့အနေနဲ့အပြည့်အခက်ရဆဲမှုတစ်ခုရပါလိမ့်မယ်လူသားချင်းစာနာမှုအကူအညီတွေနဲ့အကူအညီပေးနေတဲ့အမှုထမ်းတွေအားလုံးဘေးကင်းလုံခြုံမှုရှိစေဖို့သူတို့အသေးအချာလုပ်ရပါလိမ့်မယ်လို့အန်ဝါကပြောပါတယ်အဖွဲ့ဝင်၁၀နိုင်ငံပါတဲ့အာဆီယံအုပ်စုဟာမြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းပြီးနောက်အာဏာသိမ်းစစ်အုပ်စုကိုရှောင်ဖယ်ထားခဲ့ပြီး အာဆီယံရဲ့ငြိမ်းချမ်းရေးအစီအစဉ်အတိုင်းလိုင်းနာဖို့ပြက်ကွက်မှုအတွေ့မြန်မာအာဏာသိမ်းစစ်အုပ်စုရဲ့ဗိုလ်ချုပ်ကြီးတွေကိုအာဆီယံအစည်းအဝေးတွေတက်ရောက်ခွင့်မပြုဘဲပိတ်ပင်ခဲ့ပါတယ်။ဘုံသဘောတူညီချက်၅ရပ်ကိုအခြေခံပြီးသူတို့ဘက်ကသဘောတူဆက်လက်အကောင့်ထဲပေါ်စေဖို့အတွက်ကြိုးပမ်းမှုမှာမိမိတို့အနေနဲ့ပိုပြီးပါဝင်ပတ်သက်သင့်တယ်ဆိုတာကအာဆီယံရဲ့ယက်တီချက်သဘောထားဖြစ်ပါတယ်လို့အန်ဝါကအာဆီယံငြိမ်းချမ်းရေးအစီအစဉ်ကိုညွှန်ပြပြီးပြောပါတယ်။ ကျွန်တော်ဆက်လက်ထိတွေ့ဆက်ဆံသွားမယ်ဆိုတာကိုအာဆီယံခေါင်းဆောင်တွေနဲ့တိုင်ပင်ထားပြီးဖြစ်ပါတယ်လို့လည်းသူကပြောပါတယ်လူသားချင်းစာနာမှုအကူအညီပေးမှုတွေဆက်ရှိမှာဖြစ်တယ်လို့အာဆီယံအနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရနဲ့ရောစစ်ကောင်စီနဲ့ရောဆက်လက်ထိတွေ့ဆက်ဆံသွားမယ်ဆိုတာကိုမိမိအနေနဲ့ UNG နဲ့ဆွေးနွေးမှုတွေပြောကြားခဲ့ပါတယ်လို့အန်ဝါကပြောပါတယ်ခင်ဗျာ အခုနောက်ထပ်သတင်းတပုတ်အနေနဲ့မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့အထွေထွေထိုးစစ်ကြီးတရက်ဆင်နွှဲနိုင်ဖို့အတွက်ပြင်ဆင်နေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီးဦးရီမွန်ကပြောပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေကဒီအထွေထွေထိုးစစ်ကြီးအတွက်ပြင်ဆင်ကြိုးပမ်းနေကြတယ်ဆိုတာအသိပေးလိုပါတယ်လို့ဝန်ကြီးကပြောပါတယ်။ပြည်ထောင်မလ25ရက်နေ့ကကျင်းပပြုလုပ်တဲ့ UNG ပြည်သူ့ကာကွယ်ရေးတပ်မတော် EAWD တိုင်းစစ်ဌာန ဗျူဟာ29အခြေခံစစ်ပညာအပတ်စဉ်5သင်တန်းဆင်းပွဲမှာပြောကြတဲ့မင်းခွန်းမှာဝန်ကြီးကအဲ့ဒီလိုထက်သွင်းပြောကြားခဲ့တာပါပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့စစ်ရဲဗျူဟာအရအဆင့်3ဆင့်ကိုဖျက်ကျော်ရမှာဖြစ်ပြီးပထမအဆင့်အနေနဲ့တနိုင်ငံလုံးကွက်ပြစ်စစ်ရဲလှုပ်ရှားနိုင်အောင် စ조사ခဲ့ကြရပြီးဒုတိယအဆင့်အနေနဲ့မြို့သိန်းစကဲသိန်းတိုက်ပွဲတွေဆင်နွှဲကြရမှာဖြစ်ကြောင်းနဲ့တနိုင်ငံလုံးအထွေထွေထိုးစစ်ကြီးကတော့တတိယအဆင့်အနေနဲ့လှုပ်ဆောင်ရမှာဖြစ်ကြောင်းဝန်ကြီးကပြောပါတယ်လက်ရှိကာလဟာဒုတိယအဆင့်ဖြစ်တဲ့မြို့သိန်းစကန်သိန်းတိုက်ပွဲတွေဆင်နွှဲနေရတဲ့ကာလဖြစ်ပြီးတော့တတိယအဆင့်အထွေထွေထိုးစစ်ကြီးအတွက်ကိုလည်းမဟာမိတ်တွေနဲ့ ပူပေါင်းပြင်ဆင်ဆောင်ရွက်နေကြောင်းဥယျာဉ်ဝန်ကပြောပါတယ်။ဒါအပြင်တော်လန်ရဲကာလာ၄နှစ်ကျော်လာချိန်မှာပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့အောင်ပွဲတွေရလာပြီးဖြစ်ကြောင်းလည်းသူကပြောပါတယ်။အခုအခြေခံစစ်ပညာသင်တန်းစင်ပွဲဟာအီယာဝတီတိုင်းမြို့ဝကျွန်းပေါ်ဒေတာကိုအခြေပြုတဲ့ရဲဘော်တွေဖြစ်တဲ့အတွက်ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ပထမဆင့်ဗျူဟာဖြစ်တဲ့ဒေတာတိုင်းမှာ တက်တီဆောက်ရေးနဲ့တက်ဖြတ်နိုင်မှုအပေါ်ပုံမပြည့်စုံစေခဲ့ကြောင်းအမျိုးသားညွန်ရဲအစိုးရကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်လက်ရှိကာလမှာပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ဖွဲ့ဝင်ရဲဘော်တွေအနေနဲ့အေယာဝတီတိုင်းစကိုင်းတိုင်းနဲ့မကွေးတိုင်းပဲခူးတိုင်းကချင်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တွေမှာတိုင်းရဲသားလက်နက်ကင်တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးစစ်ရဲဖော်ဆောင်မှုတွေဆောင်ရွက်နေတယ်လို့သိရပါတယ်ခင်ဗျာ အခုနောက်ထပ်သတင်းတပုတ်အနေနဲ့ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ကိုကန့်တက် MNDAA သိမ်းပိုက်ခဲ့တဲ့လာရှိုးမြို့ကိုဧပြီလ18ရက်ဒီကနေ့မှာစစ်ကောင်စီလက်အောက်ခံတပ်တွေပြန်လည်ဝင်ရောက်လာပြီးဖြစ်တာကြောင့်ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ကိုကန့်တက်ထိန်းချုပ်ထားတဲ့တခြားသောမြို့နယ်တွေမှာလည်းအခုလိုစစ်ကောင်စီတပ်တွေဝင်ရောက်လာမှကိုဒေသခံတွေကစိုးရိမ်နေကြပါတယ်။တရုတ်နိုင်ငံရဲ့ဂျားဝင်ညှိနှိုင်းမှုတွေကြောင့် လာရှိုးမျိုးကိုစစ်ကောင်စီလက်ထက် MNDAA ကပြန်ပေးလိုက်ရတာဖြစ်ပြီးတော့ကိုကန့်တက် MNDAA တပ်ဖွဲ့ဝင်တွေဟာအခုသတင်းပတ်ကစပြီးလာရှိုးမျိုးကနေစွန့်ခွာနေကြတာဖြစ်တယ်လို့သိရပါတယ်။ MNDAA ထိန်းချုပ်ရာမုံစည်းမြို့မှာရှိတဲ့ဒေသခံအမျိုးသမီးတအုပ်ကမုံစည်းမြို့မှာလက်ရှိအချိန်မှာလေကြောင်းရံထိတ်လန့်နေရသည်ကအပတည်ငြိမ်အေးချမ်းနေပေမဲ့စစ်ကောင်စီတပ်တွေပြန်လဲဝင်ရောက်လာမှာကိုစိုးရိမ်ကြောင်းမီးစီမကိုပြောပါတယ် လာရှိုအချင်းထောင်ကနေမြို့သိမ်းတိုက်ပွဲအတွင်ပြန်လည်လွတ်မြောက်လာခဲ့ကြတဲ့နိုင်ငံရဲ့အချင်းသားဟောင်းတွေကလည်းလက်ရှိမှာတော့လာရှိုမြို့ကိုစွန့်ခွာပြီးကိုကက်အထူးဒေသတစ်နေမြေဘက်ကိုတင်းချောင်နေကြပြီလို့သိရပါတယ်။ဧပြီလ18ရက်ဒီကနေ့မှာလာရှိုမြို့မှာတရုတ်ကောင်စစ်ဝင်စစ်ကောင်စီနဲ့ ကိုကန့်တက်တို့သုံးပွင့်ဆိုင်တွဲဆုံမှုတွေလုပ်နေတယ်လို့လည်း MADAA နဲ့နှိစက်တဲ့လာရှိုးမျိုးခန့်တွေကပြောပါတယ်။ဒါအပြင် လာမယ့်ရက်တွေအတွင်းမှာလည်းလာရှိုးအရေးအစည်းအဝေးတွေလုပ်ဖို့ရှိနေသေးတယ်လို့လည်းသူကဆက်ပြောပါတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့မီဆီမာကတီးခြားအတီးပြုတ်ချက်တော့မရသေးပါဘူး။လာရှိုးမျိုးပေါ်ရက်ကွက်၁၂ခုကိုစစ်ကောင်စီဘက်ကအုတ်ချုပ်ရပြန်တဲ့ဝင်ရောက်လာမယ်ဖြစ်တာကြောင့်အခုလာမယ့်ဧပြီလ၂၁ရက်နေ့မတိုင်မီမျိုးတွင်ကနေ ကိုကန့်တက်နဲ့လက်အောက်ကန်တက်တွေအားလုံးစုတ်ခွာပေးရဖို့စစ်ကောင်စီနဲ့သဘောတူထားတာဖြစ်ပါတယ်။လာရှို့မှာ MNDAA ကလေပတ်ခဲ့တဲ့လာရှို့ဆေးရုံကိုလည်းပိတ်ထားပြီဖြစ်တယ်လို့လာရှို့မြို့မှာရှိနေသူတွေကပြောပါတယ်ခင်ဗျာ။ အခုနောက်ထပ်သတင်းတပုတ်အနေနဲ့အာနာသိန်းစက်ကောင်စီတက်ဟာငလျင်ပေးကြောင်းယာယီအပြစ်ရဲ့အကြောင်းကြေညာထားပေမဲ့မြေပြင်မှာတော့စက်ကောင်စီတက်ရဲ့လေကြောင်းဘုံကျဲတိုက်ခိုက်မှုတွေကြောင့်ဒေသခံပြည်သူတွေနေစဉ်သေဆုံးနေရတယ်လို့ဒေသခံတွေကပြောပါတယ်။မကွေးတိုင်းရေစကြိုမြို့နယ်တောင်ချမ်းဗလာဘကြီးရွာကိုအာနာသိန်းစက်ကောင်စီတက်ကဂျက်တိုက်လေရင်နဲ့လေကြောင်းသုံးဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံ၃ယောက်အပြင်းထန်ဒဏ်ရာတွေရသွားတယ်လို့သိရပါတယ်။ ဒါကဧပြီလ18ရက်မနေ့ကညနေ4နာရီခွဲနီးပါအချိန်မှာစစ်ကောင်စီကဂျက်တိုက်လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးနေအိမ်7လုံးလောက်ထိမှန်ပျက်စီးသွားတယ်လို့လည်းသိရပါတယ်။ဂျက်ဖိုက်တာနဲ့ရွာဘော်ကိုသုံးပတ်ပတ်ပြီးတစ်ကြိမ်ဘုံကျဲတယ်၊ကျန်တဲ့နှစ်ကြိမ်ကရော့ကက်တွေနဲ့ပစ်ခတ်တိုက်ခိုက်သွားတယ်။အမျိုးသားတစ်ယောက်ခြေထောက်ပြတ်သွားပြီးကျန်နှစ်ယောက်အပြင်းအထန်ဒဏ်ရာတွေရတော့ပါတယ်လို့ဘလဘဒေတာခန်အမျိုးသားတအူကမိစိမကိုပြောပါတယ် အဲ့ဒီဖြစ်စဉ်အတွင်းမှာအာနာသိန်းစစ်ကောင်စီတပ်ကဘလဘကြေးရွာမှာရှိတဲ့လူနေအိမ်တွေနဲ့ဖုံကြီးကျောင်းတွေကိုပြစ်မှတ်တာတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ကျောင်းဆောင်နဲ့နေအိမ်ဆယ်လုံးပျက်စီးသွားတာလို့သိရပါတယ်လေရင်တန်ကိုအမြဲနားဆွင့်ပြီးနေနေရတဲ့အခုမှဘုံခေါ်ချင်းတွေအပြိုင်ဆိုင်တူးနေရတဲ့လေရင်ကနိုင်ပြီးပြန်တော့အတန်နဲ့ကိုနေစရာမရှိအောင်ကြောက်နေရတယ်လို့ဗလာဘကြေးရောဒေတာခန့်အမျိုးသားတယောက်ကပြောပါတယ် ဒါအပြင်မန္တလေးတိုင်းစင်ကူးမြို့နယ်မှာလည်းအာနာသိန်းစစ်ကောင်စီတပ်ဖွဲ့ကဧပြီလ16ရက်နဲ့18ရက်နှစ်ရက်ဆက်တိုက်လေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ရမှာအသက်50အရွယ်အမျိုးသမီးတဦးသေဆုံးခဲ့ရပြီးနောက်ထပ်ပြည်သူ12ယောက်လည်းထိခိုက်ဒဏ်ရာတွေရသွားတယ်လို့ပြည်ဦးလွင်ခရိုင်ပတ်ကဖအဖွဲ့စီကသိရပါတယ်ခင်ဗျာပြည်တွင်းသတင်းတွေအပြီးမှာတော့နိုင်ငံတကာသတင်းကိုတင်ဆက်ပေးချင်ပါတယ်သဘောတူညီချက်ရဖို့အီရန်နဲ့အမေရိကန်မှာအချိန်နည်းလာတယ်လို့ ကုလနျူကလ িয়ার အေဂျင်စီအကြီးအကဲကပြောကြားလိုက်ပါတယ်အပြည့်အစုံကိုမရှင်တွေကတင်ဆက်ပေးထားပါတယ်ခင်ဗျာအီရန်နဲ့အမေရိကန်တို့သဘောတူညီချက်ရဖို့အတွက်အချိန်နှဲလာပြီလို့ကုလနျူကလ িয়ার စောင့်ကြည့်ရေးအေဂျင်စီအကြီးအကဲရာဖယ်လ်ကရော့စီကကြာတာပတင်းနေ့ကပြောလိုက်ပါတယ်အခုရတဲ့ဘက်ကောင်မှနောက်တစ်ချိန်တွေ့ဖို့အတွက်ပြင်ဆင်နေစမှာဒီလိုပြောကြားလိုက်တာလည်းဖြစ်ပါတယ် အိုမန်ကဂျောင်းဝင်ညှိနှိုင်းပေးနေတဲ့ဆွေးနွေးညှိနှိုင်းမှုတွေရဲ့ဒုတိယအကြောအဖြစ်အီရန်နဲ့အမေရိကန်ကိုယ်စားလှယ်တွေစနေနေ့မှာရောမမှာတွေ့ဆုံကြမှာဖြစ်ပါတယ်။အထင်ကရနျူကလ িয়ার သဘောတူညီချက်ကနေအမေရိကန်သမ္မတဒေါ်နယ်ထရမ့်က2018ခုနှစ်မှာဆုံးခါသွားပြီးတဲ့နောက်ပိုင်းကြာရှည်စွာရပ်ပတ်ဖြစ်နေခဲ့တဲ့နိုင်ငံတွေအကြားအစိမ်းအမြင့်ဆုံးတွေ့ဆုံဆွေးနွေးပွဲကိုလွန်ခဲ့တဲ့တစ်ပတ်ကပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ကျွန်တော်တို့ကဒီအလွန်အရေးကြီးတဲ့ဆွေးနွေးညှိနှိုင်းမှုတွေရဲ့အလွန်အရေးကြီးတဲ့အစဉ်ကိုရောက်နေပါတယ်။ ကျွန်တော်တို့မှာအချိန်သိမ့်မကြံတော့ဘူးဆိုတာကိုသိပါတယ်။ဒါကြောင့်ဒီဆွေးနွေးပွဲဖြစ်စဉ်ကိုကုညီဆောင်ရွက်ပေးဖို့ကျွန်တော်တို့ဒီမှာရောက်နေတာပါလို့ Grossi ကတီဟီရန်ကိုသွားတဲ့လမ်းမှာပြောပါရယ်။ကျွန်တော်တို့အပြင်းထန်အလုပ်လုပ်နေပါတယ်။အောင်မြင်ချင်ပါတယ်လို့သူကအီရန်အနုမျိုးဆွေးနွေးအေဂျင်စီအကြီးအကဲမူဟာမက်အစ္စလာမီနဲ့ပူးတွဲပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုသွားပါရယ်။တဘောတွင်ကြရဖို့အရေးကလွယ်ကူတဲ့ဖြစ်စဉ်တည်းရတော့မဟုတ်ဘူးလို့လည်းသူကဝန်ခံပြောဆိုသွားပါတယ်။ ကရော့စီကပုတ်တုံးနေကပထမ အကြော်မှာအမေရိကန်အထူးတန်တမန်စတီဗ်ဝုဒ်ကော့ဖ်နဲ့ပြီးခဲ့တဲ့စနေနေ့ကတွေ့ဆုံခဲ့တဲ့အီရန်ကိုယ်စားလှယ်အဖွဲ့ကောင်ဆောင်နိုင်ငံခြားရေးဝန်ကြီးအဘတ်အဂရီချီနဲ့တွေ့ဆုံခဲ့ပါတယ်အဂတိကသူကနိုင်ငံတကာအနှွင့်မြွှန်းအေဂျင်စီအကြီးအကဲနဲ့အတုံးဝင်နဲ့တွေ့ဆုံမှုရှိတယ်လို့လည်းပြောဆိုသွားပါရရှင်။ ထိုက်တန်တဲ့နောက်ဆုံးရပြည်တွင်းနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါအခုဆက်လက်ပြီးတော့ဒီကနေ့ညနေ9:00နာရီအထိရရှိထားတဲ့ငွေလဲနှုန်းရွှေဈေးစက်သုံးစီဈေးနဲ့စားအုပ်စီဈေးတွေကိုတင်ပြပေးပါမယ်ဒါတွေကိုတော့မီစီမသတင်းထောက်ကိုမြတ်သူရကစူးစီးတင်ဆက်ပေးမှာပါခင်ဗျာဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ2100ကျပ်ပြင်ပပေါက်စေ4420ကျပ် စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စဉ်1592.15ကျပ်ပြင်ပပေါင်စဉ်3360ကျပ်ယူရိုပါတယူရိုကိုစစ်ကောင်စီတတ်မှတ်စဉ်1386.86ကျပ်ပြင်ပပေါင်စဉ်9040ကျပ်ထိုင်းဘတ်ဘတ်ကိုစစ်ကောင်စီတတ်မှတ်စဉ်62.62ကျပ်ပြင်ပပေါင်စဉ်133.34ကျပ် မလေးရှားတမင်ကိကိုစစ်ကောင်စီတတ်မှတ်စဉ်484.84ကျပ်ပြင်ပပေါင်စဉ်1000ကျပ်ပေါင်စဉ်ရှိပါတယ်။ပေါ်ပြပါငွေလဲလဲနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေစင်းနှုန်းတွေကတော့အခောက်ရွှေတစ်ချပ်သားကိုရွှေကုန်တယ်အသင်းတတ်မှတ်စဉ်56.3000ကျပ်ပြင်ပပေါင်စဉ်84.6000ကျပ် 15ဘဲတစ်ချက်သားကိုရွှေကုန်တဲ့အတင်းသတ်မှတ်စဉ်52,8125ကျပ်ပြင်ပပေါက်စဉ်80,2000ကျပ်ပေါက်စဉ်ရှိပါတယ်။ပေါ်ပြပါရွှေစင်းနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73စီစင်းနှုန်းတွေကတော့ဒီဇယ်1လီတာကို2390ကျပ်ပရီးမီယံဒီဇယ်1လီတာကို2960ကျပ်အောက်တိတ်92လီတာကို2940ကျပ် အောက်တိတ်95တတိတာကို2800ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါစသုံးစီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးညစာအုပ်စီဈေးနှုန်းတွေကတော့စာအုပ်စီတစ်ပိတ်သားကိုစစ်ကောင်စီတတ်မှတ်စဉ်6980ကျပ်၊ပြင်ပပေါက်ဈေး9500ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ ဒမီစီမာပရိုင်တိုင်းမီစီမာပင်မသတင်းအစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပါကြီးစုအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးကိုကြီးစုအထူးတင်ပါတယ်ဒီအစီအစဉ်ကိုကျွန်တော်နောင်နောင်ကစူးစီးတင်ဆက်ပေးခဲ့တာပါဒမီစီမာပရိုင်တိုင်းသတင်းအစီအစဉ်ကိုနေ့စဉ်တနင်္လာကနေတောက်ကြနေအထိည9နာရီတိုင်းမှာစောင့်မျှော်ကြီးစုနိုင်ပါတယ်မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ စည်းမှာတရင်များဆက်လက်တင်ဆက်နိုင်မှုတို့အတွက်သင်ရဲ့ပံ့ပိုးမှုကိုလိုအပ်နေပါတယ်။ဒါကြောင့်အခုပဲပံ့ပိုးမှုကိုစတင်လိုက်ပါ။